ျိုးမြတ်တော့ရှိပြီဟုတ်ပြီတိုးတော့ဟိုတိုးချဲ့တဲ့အခါမှာဒီအကျိုးမြတ်ကြီးပဲအဲရမှာမဟုတ်ဘူးသူနဲ့ရှင်တွဲနေတဲ့အခက်ခဲတွေဆိုရင်ဒါကျွန်တော်တို့ရှိတယ်။နောက်ဆိုဘယ်လုပ်ငန်းမဆိုဘယ်စီဝိုင်းမဆိုကောင်းတာလည်းရှိလို့ဆိုတာလည်းတွန်တွဲနေမှာပေါ့နော်ဆိုတော့ဒီ slide မှာကျွန်တော်တို့အနေနဲ့အာနိုင်ငံတကာတိုးချဲ့တဲ့အခါမှာဒါတွေ့ကြုံနေရတဲ့အခက်ခဲတွေပေါ့နော်သူတစ်ဖြင့်မြန်မာအာဒီ အသေးစားနဲ့အလစားလုပ်ငန်းရှင်တွေကျွန်တော်အကြံပေးနေတဲ့ကူညီပေးခဲ့တဲ့ကုမ္ပဏီတွေပဲဖြစ်ဖြစ်တကယ်ကိုဟိုတချို့ဆိုလို့ရှိရင်ကျွန်တော်ကူညီပေးခဲ့တဲ့ကုမ္ပဏီဆိုရင်ကမ္ဘောဒီးယားလိုလိုနိုင်ငံမှာသွားပြီးတော့လုပ်ငန်းတိုးချဲ့ခြင်းနဲ့တိုးတော့သူတို့စီမှာဆိုဒီဘာသာစကားအင်္ဂလိပ်လိုမျိုးအရင်ကျွန်တော်မြန်မာလောက်ဒီသူတို့ဝန်ထမ်းတွေပဲဖြစ်ဖြစ်ဟိုဘက်ကဒီပြည်တွင်းကမိဖက်အလုပ်ငန်းရှင်တွေလည်းဖြစ်ဖြစ်ပြောဆိုတဲ့အခါမှာအရင်မကောင်းကြမကောင်းကြတဲ့အခါမှာဒါဆိုအခက်အခဲတခုဆိုတော့ဒီ slide မှာလည်းအဲဒါကျွန်တော်ခုန ပေးတဲ့နမူနာအရဆိုလဲအခက်အခဲတစ်ခုဆိုလို့ရှိရင်ဒါအောက်မှာကျွန်တော်ရေးထားလို့ဘာသာစကားခြားနာချက်ဘာသာစကားခြားနာချက်ဆိုတာဟိုကိုရီအနေနဲ့ကလည်းအဲထားလိုက်ပါတော့ဒီစီးပွားရေးနဲ့ပတ်သက်တဲ့ business english ပေါ့နော် english language ကိုကျွမ်းကျင်တယ်သို့တော့တခြားနိုင်ငံခြားဝင်တော့မယ်ဆိုတဲ့အခါမှာဟိုဒါအရှိတော့အရှာမှာဆိုပို့ပြီးတော့ကျွန်တော်ဟိုတွေ့ကြုံရတာပေါ့နော်ဟိုယိုရီယာ Thai မှာဆိုလဲဒီစီးပွားရေးနဲ့ပတ်သက်တဲ့ english business english ပေါ့ ကျွမ်းကျင်တဲ့သူတွေတက်တဲ့သူလည်းရှိပါတို့တော့တချို့ဝန်ထမ်းခန့်တဲ့အခါတွေဒီဝန်ထမ်းနေနဲ့ပြောဆိုဆက်ဆံရတဲ့အခါတွေမှာဒီဘာသာစကားခြားနားချက်ကတော်တော်လေးကိုအခက်ဖြစ်တယ်ကိုရီနေနဲ့ကိုရီရဲ့ဒီအုပ်ချုပ်မှုဘိုင်းဆိုင်ရာ management management အာဒီ concept ပေါ့နော်ဒီဘယ်လိုမျိုးအုပ်ချုပ်မဲ့ဘယ်နေရာဘယ်လိုဟို level အောင်လောက်အောင် run ရမယ်ဆိုတဲ့ဟာရယ်ဝန်ထမ်းနေနဲ့ကိုကအစဉ်ပြောဆိုဆက်ဆံတဲ့အခါမှာအတိတ်ပဲမလွဲမှာပေါ့အရေးကြီးတယ် အဲ့ဒါမှလည်းကိုရီကိုရဲ့စီးပွားရေးလုပ်ငန်းကိုဘယ်လို run မယ်ဘယ်လို run မယ်ဆိုရဲဟာလဲဒီကိုရဲ့အောက်ကဒီကိုကိုပြန်ပြီးကူညီပေးမယ်အဲဝန်ထမ်းတွေတရှိနားလေလက်ခံဖို့ဆိုတော့ဒီ communication ပေါ့ပြောဆိုဆက်ဆံအရေးကြီးအဲ့ဒီခါမှာဘာသာစကားခြားနာချက်ဆိုရဲဒီအခက်အခဲတခုကနိုင်ငံခြားတခြားနိုင်ငံကိုနိုင်ငံတကာကိုတိုးချဲ့တဲ့အခါမှာကြုံတွေ့ရတဲ့ပြဿနာတခုဖြစ်တယ်အဲနောက်တစ်ချက်ကကြတော့ရောဘယ်ဘက်ကနေပြန်သွားလိုက်မယ်ဒီသူတို့ရဲ့ ဘောပေါ့ဟိုနိုင်ငံယဉ်ကျေးမှုနဲ့ဒီဒီ customer ပေါ့ဖောက်တယ်တွေရဲ့အပြုတ်မှုကွာခြားချက်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ customer တွေဖောက်တယ်တွေသူတို့ရဲ့ဒီငွေရေးကြေးအတုံးပြုပုံတုံးဆွဲပုံကိုရီးယားရဲ့ဒီထုတ်ကုန်ပစ္စည်း product တို့မဟုတ် service တခုကိုတုံးဆွဲပုံသဘောကျပုံသဘောမကျပုံအဲ့အရာတွေကတခြားနိုင်ငံကဟုတ်တယ်ဒီ customer တွေ ਨੇ လုံးဝတူမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ကိုရီးယားနိုင်ငံမှာလည်းကိုရီးယားနိုင်ငံရင်ကျေးမှုရှိရဲ့ဒီကြီးပြင်းလာပုံရှိရဲ့ဒီ environment ဘေးပတ်ဝန်းကျင်အဲဒီဟိုဘာသာရေးဥပမာပေါ့အဲမျိုးအကုန်လုံးအစကိုဝင်မဲ့နိုင်ငံမှာအကယ်ယိုရီးယားမျိုးနိုင်ငံဆိုရင်တော့အနည်းနဲ့အများတော့နည်းနည်းနှီးစက်တယ်။သို့တော့တခြားဒီ Vietnam တို့အင်ဒိုနီးရှားတို့မလေးရှားတို့ဆိုရင်တို့ရဲ့ customer behavior ပေါက်တယ်ရဲ့အပြုအမူခုနပြောလို့ပတ်စံသုံးဆွဲပုံ သူတို့ထုတ်ကုန်တစ်ခု service တစ်ခုကိုသူတို့အနေနဲ့ဟိုမှာကြော်ညာဟိုကြည်ရအစ online က internet ပေါ်ကကြော်ညာတွေသူတို့ပို့သဘောကြလားဒါမှမဟုတ် TV မှာကြည်ရတဲ့ကြော်ညာတွေကိုပဲသူတို့ပို့သဘောကြဒါအကုန်လုံးကကွာတယ်ကွာတယ်ဆိုတဲ့အတွက်ကျွန်တော်အနေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ကလည်းသူတို့ရဲ့အပြုအမူတွေကဘလို့ကွာလဲဆိုတာကိုအချိန်ပေးပြီးတော့လေ့လာရမယ်နားလည်ရမယ်အဲ့ဒီခါမှာကျွန်တော်တို့ဒါအခက်အခဲတစ်ခုအနေနဲ့ကြော်ဖြတ်ရမယ် step တခုရှိတယ်ပေါ့နော်နောက်တစ်ခုကဒါကျွန်တော်အရင် slide မှာပြောခဲ့သလိုဟိုဥပဒေစီကန်းလိုအပ်ချက်တွေပေါ့ဒါတွေကလည်းဟိုတနိုင်ငံနဲ့တနိုင်ငံမတူသလိုတချို့နိုင်ငံတွေမှာဆိုရင်ဟိုပြည်နယ်နဲ့တိုင်းလိုမျိုးပေါ့နော်ခွဲထားတဲ့နိုင်ငံတွေရှိရင်တချို့နိုင်ငံတွေမှာဥပမာကျွန်တော်တို့အာမလေးရှားတို့မျိုးနိုင်ငံတွေမှာဆိုရင်ပြည်နယ်နဲ့တိုင်းတော်မှာတချို့ဒလီဥပဒေတွေကမတူနောက်ကိုရီးယား ဒီဘယ်လိုလဲဈေးကွက်ဈေးကွက်ဆိုတာဒီ industry ပေါ့ industry ဆိုမှခုနကျွန်တော်ပထမဆုံးဒါတကပြောခဲ့လို့ဥပမာပေးခဲ့လို့မုတ်ဆိုင်ဒီဇိုင်းဆိုတာမုတ်လုပ်တဲ့လုပ်ငန်းရဲ့ဈေးကွက်အဲတချို့ရကြတော့ဒီထားရပါတော့ဟိုစားတောက်စားတောက်ဆိုင်ဆိုတာစားတောက်လုပ်ငန်းရှိရဲ့ဈေးကွက်အဲ့လိုမျိုးဈေးကွက်တစ်ခုချင်းစီတောင်မှသူတို့ချမှတ်ထားတဲ့ဥပဒေစီမင်းစည်းကမ်းနိုင်ငံခြားသားဒါဟိုလုပ်ငန်းတိုးချဲ့မဲ့အခါနဲ့ပတ်သက်တဲ့ဥပဒေစီမင်းစည်းကမ်းနဲ့မတူကြဘူး ဒါတွေကိုလည်းနားလည်ဖို့အချိန်ပေးရတယ်ဒီခါလေးလည်းအဲ့ဟာနဲ့ပတ်သက်ပြီးတော့အခက်အခဲတစ်ခုဟိုဘယ်လိုလဲ challenge ပေါ့နော်အခက်အခဲတစ်ခုအနေနဲ့ကြုံတွေ့ရရတယ်ဒါလည်းပါတယ်နောက်တစ်ခုကကြတော့ဒီ foreign currency ပေါ့ foreign currency ဆိုတာနိုင်ငံခြားငွေကြေးနှုန်းအတက်အကျပေါ့အတက်အကျဆိုတာဘာလို့ဆိုတာလဲဆိုတော့ကျွန်တော်တို့ဒီမြန်မာလုပ်ငန်းရှင်တယောက်အနေနဲ့ကကျွန်တော်တို့လက်ရှိရှိနေတဲ့ကိုယ့်ရဲ့လုပ်ငန်းကိုယ်ပိုင်ဆိုင်တဲ့လုပ်ငန်းစီးပွားရေးလုပ်ငန်းမြန်မာပြည်မှာရှိတယ် အဲ့ဒါအတွက်ကိုရီဝင်ငွေထွက်ငွေလဲပက်နေတဲ့ငွေကြေးရမြန်မာကျပ်အသုံးပြုရတယ်။ကိုအနေနဲ့နိုင်ငံခြားကိုတိုးချဲ့မယ်ဆိုလို့ရှိရင်ဥပမာထိုင်းပေါ့။ယူရီးယားကိုတိုးချဲ့မယ်ဆိုရင်အဲ့ဒီဘက်မှာလုပ်ငန်းတစ်ခုစဖို့မာတီငွေတော့မဟုတ်ရင်းနှီးမြှုပ်နှံမှုတော့မဟုတ်ဆက်ဆာခြင်းမှာလိုအပ်တဲ့ဒီမာတီငွေတစ်ခုဒါကျွန်တော်တို့အသုံးပြုရတယ်။အဲ့ဒီအခါမှာသူတို့နိုင်ငံမှာတွားပြီးရစီးပွားရေးလုပ်မှာဖြစ်တဲ့အတွက် ီဝင်ငွေထွက်ငွေဝယ်တာချမ်းသာအစဒီပစ္စည်းတွေပေါ့နော်အကုန်လုံးဝယ်တာချမ်းသာအစသူတို့ရဲ့ဒါ currency ပေါ့ငွေရေးကျင်းငွေကျင်းနှုန်းအသုံးပြရတာအဲ့ဒီခါမှာကိုရီးယားဒီဘက်ကရှိနေတဲ့ cash flow ပေါ့ cash flow ဆိုတာလုပ်ငန်းနေဖတ်ရှိလာတဲ့ဒီငွေအမတီငွေတစ်ခုကိုကိုဘက်ကိုထည့်ဖို့အတွက်ဒါပြန်ပြီးတော့ပြောင်းရတဲ့အခါမှာနိုင်ငံခြားငွေကျင်းနှုန်းတစ်ခုကလည်းအကျိုးတက်ရောက်တယ် သူရဲ့ rate ကဘယ်လောက်ရှိအဲအတက်ကြတစ်ခုရှိရပါဘူးနော်ဒါအလုံးတည်ပြီးသားရတာဆိုတော့အဲ့ဒီမှာလဲကိုယ်အနေနဲ့ကဒေချာချိန်ဆပြီးတော့အသုံးပြုနိုင်တဲ့အသုံးပြုနိုင်မှဟိုဘက်မှာသွားပြီးတော့မာတီငွေတစ်ခုအနေနဲ့ထည့်နိုင်မှအဆင်ပြေပါမဟုတ်ရင်ဒါကလည်းအခက်အခဲတစ်ခုအနေနဲ့အာရှိလာနိုင်တယ်ညာဘက်မှာဆိုရင်ကြာတော့ဒါဈေးကွက်ဝင်ရောက်တဲ့အဲကုန်ကြဈေးပေါ့ဒါကတော့အားလုံးတည်တဲ့အတိုင်းဟို market အတိတစ်ခုဝင်မယ်ဆိုလို့ရှိရင်သူနဲ့တက်ဆိုင်တဲ့ ဒီလုပ်ငန်းအစ်စ်မှာစပြီးတော့လေဘက်ဖို့အတွက်ပေးပေးရမယ့်ဒီကုန်ကြစည်းစိမ်တော့ရှိတယ်။အ ਨੇ ဆုံးလုပ်ငန်းမစခင်တောင်မှကျွန်တော်အနေနဲ့အဲ့ဒီနိုင်ငံခြားစည်းကုပ်ကိုတွားပြီးလေ့လာရမယ်ဆိုကိုယ်အနေနဲ့ကိုယ်တိုင်ပိုင်ရှင်တယောက်အနေနဲ့ဒီနိုင်ငံကိုတွားရမယ်ဒါဒေင်္ဂါတွေရှိရဲ့ flight ဖို့ hotel ဖို့အ ਨੇ ဆုံးအိမ်မှာတပတ်နေမှာလား၃ရက်နေမှာလား၅ရက်နေမှာလားဈေးကုပ်ကိုတွားလေ့လာရမယ်ဟိုဘက်မှာရှိနေတဲ့ဒီပြည်တွင်းလက်ရှိ အဲဒီကိုကိုရဲ့လုပ်ငန်းနဲ့တက်ဆိုင်တဲ့တို့ပြည်တွင်းမှာရှိရလက်ရှိလောက်ကင်နေတဲ့ပိုင်းရှင်တွေနဲ့စကားတွားပြောရင်ပြောမီတင်တွေတွားဒါတွေကအစကုန်ကြစီတစ်ခုတက်တယ်ဆိုတော့ဒါကလည်းဟိုကိုတတိထားမဲ့အချက်တစ်ခုနဲ့မပါတယ်နောက်တစ်ခုကကြတော့ဒီတို့နိုင်ငံထဲမှာရှိရလက်ရှိအဲပြည်တွင်းပြိုင်ဘက်တွေပေါ့ပြိုင်ဘက်ဆိုကိုအနေနဲ့ခုနပြောလို့ဟိုစိုင်းဒီဇိုင်းဖွင့်အောင်လို့ဆိုရင် ကိုဖွင့်မဲ့စိုင်းနဲ့အလားတူတခြားစိုင်းတွေတို့ ပြည်တွင်းမှာလည်းရှိမှာပဲတချို့ရဆိုပို့ပြီးအရန်ကိုနာမည်ကြီးနေဆိုင်ဖြစ်ဖြစ်မယ်အဲကိုယ်အနေနဲ့ဒီထဲကိုအသက်လုပ်ငန်းရှင်အသက်နဲ့ဝင်ရောက်လာမှာဖြစ်တဲ့အတွက်ဒါသူတို့ ਨੇ ပြိုင်ဆိုင်ရတော့ဆိုတော့ဒီပြိုင်ဘက်တွေကလည်းအနည်းနဲ့အများတော့ကိုယ့်အတွက်ဒါ challenge တစ်ခုပေါ့အခက်အခက်ခဲတော့မဟုတ်ဘူးပေါ့နော်ရင်ဆိုင်ပြီးတော့ကြော်ဖြရမယ်သွားပြီးတော့သူတို့ ਨੇ ရှင်ပြိုင်ရမယ်အချက်တစ်ခုဖြစ်လာတယ်နောက်ဆုံးအနေနဲ့ကတော့ခုနပြောတဲ့ ဒီလုံသားအင်အားပေါ့လုံသားအင်အားရှာဖွေတဲ့ဟာအဲ့မှာမှာအရေးချင်းပြည့်တဲ့ကိုရီရဲ့အာ management ဒီလုပ်ငန်းကိုလက်ပတ်ဖို့အတွက်ကိုဦးစီးတဲ့အဲပုံစံစတိုင်နဲ့ပုံစံနဲ့အဆက်တဲ့ရေရှင်းလက်ပြည့်တဲ့ဒီပြည်တွင်းသူတို့နိုင်ငံထဲမှာရှိတဲ့ပြည်တွင်းလုံသားအင်အားကိုရှာဖွေတဲ့အခါအဲ့မှာဆိုလဲခုနပြောလို့အာဘာသာစကားခြားနားချက်ကြောင့်ပဲဖြစ်ပါစေသို့မဟုတ်အဲဒီ တော်တော်များများကြတော့နိုင်ငံကြားကဝင်လာတဲ့သေးစားလက်စားကုန်းတွေအသက်တွေဆိုလို့ရှိရင်တချို့ဝန်ထမ်းတွေကြတော့သူတို့စီမှာရှိပြီးတော့သူတို့တဲတဲ့ဝင်ဟိုတရှိထားတဲ့အဲ familiar ဖြစ်တဲ့တင်းရင်တင်းနီးရှိတဲ့ပြည်တွင်းကုမ္ပဏီတွေပို့ပြီးတော့အလုပ်လုပ်ချင်ကြတဲ့ဝန်ထမ်းတွေလည်းရှိအဲ့ဒီခါမှာကိုယ်အနေနဲ့ကရည်ချင်းပြည့်မီတဲ့ဒီလုပ်သားအင်အားတွေကိုရှာဖို့အတွက်တစ်ခါလေးမှအခက်အခဲဖြစ်လာတတ်တယ်ဆိုတော့ ဒါတွေကတော့ဟိုဒီကျွန်တော်ကိုယ်တိုင်ဖြတ်တန်းလာရတဲ့ experience အရာရောလက်ရှိအဲဒီတော်တော်များများဟိုဘက်ကိုနိုင်ငံခြားဘက်ကိုနိုင်ငံတကာလုပ်ငန်းတိုးချက်တဲ့အခါမှာကြုံတွေ့ရဲ့ဒီလုပ်ငန်းရှင်တွေပေါ့ကြုံတွေ့ရတဲ့တချို့အခက်အခဲလေးဒီဈေးကွက်တက်ကိုဝင်ရောက်တဲ့အခါမှာကြုံတွေ့ရတဲ့တချို့အခက်အခဲလေးတွေဖြစ်တယ်ဆိုတော့ခုနပြောလို့ကျွန်တော်နိုင်ငံတကာလုပ်ငန်းတိုးချက်တာကောင်းတယ်မှန်တယ်သူတို့ဖြင့်မြန်မာအသေးစားအလက်စားလုပ်ငန်းရှင်တွေအတွက် တိုးချက်မတိုးချက်နိုင်တာမဟုတ်တိုးချက်နိုင်တယ်။ကောင်းတဲ့ချက်တွေလည်းရှိတယ်။တိုးလည်းတိုးချက်တင်တယ်။သို့တော့ဒီလိုမျိုးအခက်အခဲလေးတော့တခါလေးကြုံတွေ့ရရတယ်။ဒါပေမဲ့လည်းအခက်အခဲဆိုတာကျွန်တော်အခက်အခဲရှိတာသိပြီ။ဘယ်အခက်အခဲလဲဆိုတာသိပြီဆိုရင်ကျွန်တော်တို့ဖြေရှင်းနိုင်တဲ့ solution အဖြေတစ်ခုကိုကျွန်တော်ရှာဖို့ဒါခီးရတဝက်ရအောင်လေ။ဆိုတော့ဒီ slide မှာကျွန်တော်ခုနပြောလိုမျိုးဒီ challenge တွေပေါ့နော်။ဒီ challenge တွေဒီအခက်အခဲတွေကိုကျွန်တော်တို့ရာ ကြောဖြတ်နိုင်တာလုံးဝအောင်ကြောဖြတ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့တခြားသူတွေကိုရှေ့မှာကုမ္ပဏီတွေစီးပွားရေးလုပ်ငန်းအကြီးပဲဖြစ်ဖြစ်အသေးပဲဖြစ်ဖြစ်အများကြီးနိုင်ငံတကာမှာအောင်မြင်နေတဲ့ကိုယ့်ရဲ့မြန်မာကုမ္ပဏီတွေစီးပွားရေးအများကြီးရှိတယ်။တာတကားရေးလည်းအများကြီးရှိတယ်။ထို့နည်းသူကိုရီးယားရဲ့ဒီဈေးကွက်ထဲမှာ industry ပေါ့နော်ဆိုလေစားတောက်ဆိုင်လုပ်ငန်းမှာဆိုတော့စားတောက်ဆိုင်လုပ်ငန်းမှာရှိတဲ့စီးပွားရေးတွေတခြားနိုင်ငံဖြစ်ဖြစ်မြန်မာနိုင်ငံဖြစ်ဖြစ်တို့အနေနဲ့အောင်မြင်စွာတိုးချဲ့ခဲ့တဲ့တာတကားရေးလည်းရှိရဖြစ်တဲ့အတွက်ဒီအခက်အခဲတွေကိုခုနကျွန်တော်ပြောသလိုမျိုး ပြဿနာတစ်ခုပေါ့နော်သို့မဟုတ်အခက်အခဲတစ်ခုမှာအခက်အခဲတစ်ခုရှိပါတယ်ဆိုတာကိုအရင်ဆုံးပထမ step ကသိရှိနားလေတယ်အခက်အခဲရှိပြီဆိုတာသိရင်ဒုတိယ step ကဒီအခက်အခဲကဘာအခက်အခဲလဲဆိုတာသိရှိနားလေပြီဆိုရင်နံပါတ်3ကဒါကိုဖြည့်ရှင်းဖို့ကအရင်လွယ်ကူတယ်ဘာကြောင့်လဲဆိုတော့ကိုယ်အနေနဲ့က okay ဒီအခက်အခဲရှိရဲ့ရှိရဲ့အခက်အခဲကဒီဟာဒီဟာရှိရဲ့အခက်အခဲကိုဘယ်လိုမျိုးငါတို့ကြော်ဖြတ်မလဲဆိုတာစဉ်းစားဖို့ကခုနကကျွန်တော်ပြောလို့ခီးတဝက် ရောက်နေပြီပေါ့နော်ဆိုတော့ကျန်တဲ့ခီးတဝက်ပေါ့ဒါကြော်ဖြတ်ဖို့အတွက်ခီးတဝက်ကြာဘာလုပ်ရမလဲကျွန်တော်ဒီဒုတိယ line လေးမှာစကလုံး၃လုံးလေးတုံးထားပြီပေါ့နော်ပထမတစ်ခုက research research ဆိုတာအာကိုရီဈေးကွက်တစ်ခုကိုဝင်တော့မယ်သို့မဟုတ်ဟိုလုပ်ငန်းကိုနိုင်ငံတကာကိုတိုးချဲ့တော့မယ်ဆိုတော့အရင်ဆုံး research ကောင်းကောင်းလုပ်ရတယ်ကောင်းကောင်းလုပ်ရတယ်ဆိုတာကိုဝင်မဲ့ market ဈေးကွက်ထဲမှာ ဈေးကွက်ခြေနေဘယ်လိုရှိနေလဲခုနကျွန်တော်ပြောရဲသူတို့ရဲ့ customer ဖောက်တဲ့ဒီလူတွေရဲ့အတုံးဒီဒီကုန်ပစ္စည်းတွေအရှာဝယ်ပုံအတုံးပြုပုံသူတို့ပတ်စံဘယ်လိုမျိုးဘယ်နေရာမှာဘယ်လိုတုံးနေရဆာအကုန်လုံးကို research လုပ်ပါကိုကိုရိုင်းလဲဟိုအောက်အောက်ခြေ ground ကိုဆင်းပြီးတော့အဲ့နိုင်ငံကိုသွားပြီးတော့လေ့လာဒါပထမ step research လုပ်ရမယ် research လုပ်ပြီးလို့ရှိရင်ကိုရီ research လုပ်တဲ့စီကရလာတဲ့အချက်လက်တွေ data တွေ information တွေ အားလုံးစုစည်းပြီးတော့ okay ငါတော့ဒီ market ထဲကိုဘလို့ဝင်မယ်ဆိုတာ step by step step တစ်ခုချင်းစီ plan လောက်ရအောင် plan လောက်ရမယ်ဆိုတဲ့အခါမှာခုနပြောသလိုကျွန်တော် research လုပ်လာရလာတဲ့အချက်လက်တွေကိုစုစည်းလိုက်တယ်လေ့လာလိုက်တယ်လေ့လာပြီးဒီအချက်လက်ဒီအချက်လက်တွေကြောင့် plan ကတော့ငါတို့ဒီလမ်းကြောင်းသွားမလား A ကိုသွားမလား B ကိုသွားမလားဆိုတော့ကျွန်တော် plan လောက်ရ plan လုပ်ပြီးလို့မှ ဘယ်လို step by step ကိုရင်းနေနဲ့ဈေးကွက်ထဲကိုဝင်ရောက်မယ်ဆိုတော့ plan လုပ်ပြီးပြီ timeline နောက်တစ်ခုကဘယ်အချိန်မှာဘယ်ဟာကိုဘယ်အလုပ်ကိုလုပ်ဆောင်မယ်ပြုလုပ်မယ်ဆိုတာသိပြီးဆိုရင်နောက်ဆုံး step ကတော့တကယ်လုပ်ဆောင်ရမယ်ဟာ execution execution ဆိုတာတကယ်ကို action ယူတာကိုရီ plan လုပ်ထားတဲ့ဟာကို account ထဲပေါ်ခေါ်ရမယ် action ယူရဆိုတော့ဒီ၃ခုစကလုံး၃ခုကတော့ရေဘူးရအဖြစ်ပေါ့နော်ဟိုဘယ်လိုဘယ်လို step by step သွားရမယ်ဆိုတာလေးပေါ့အဲ့ဒီမှာမှာ ိတ်ထက်ပိုတည်တိုးကြတဲ့ဒါကျွန်တော်အနေနဲ့ရောဒီမြန်မာလုပ်ငန်းတွေကိုစီးပွားရေးအသေးစားလက်ဆက်စီးပွားရေးလုပ်ငန်းရှင်တွေကိုတို့အရင်ကျွန်တော်အကြံပေးနေတဲ့အကူအညီပေးခဲ့တာပါဆိုတော့တခြားနိုင်ငံကိုတိုးချဲ့တဲ့အခါမှာကျွန်တော်အသုံးပြုခဲ့တဲ့ဒီမဟာဗျူဟာ funnel ပေါ့ strategy funnel ဆိုတဲ့ဟာလေးရှိတယ်။အဓိကတော့ဒီဒီနေ့ session မှာကျွန်တော်အဲ့ခုန research လုပ်ရမယ်၊ data plan လုပ်ရမယ်၊ပြီးရင် account တွေပေါ်ရမယ်ဆိုတဲ့အခါမှာဘလို့ဒီ၃ခုအဆင့်၃ခုကိုအသေးစိတ်အနေနဲ့ ဘယ်လိုဖြတ်တန်းရမလဲဆိုတဲ့ step လေးတွေပေါ့ဒီမဟာဗျူဟာ strategy fund เนาะဆိုတဲ့ step လေးတွေကိုကျွန်တော်အသေးစိတ် set ပြီးရှင်းပြအောင်ပေါ့เนาะဆိုတော့ဒါကတော့ဟိုဟိုဟိုကျွန်တော်ဟိုဒီခုနပြောရဲမြဟာမဟာဗျူဟာ funnel ပေါ့ funnel ဆိုတာအပေါ်ကနေ out top down ကျွန်တော်သွားမှာပေါ့နော်ဒါအသေးစိတ်လဲကျွန်တော် announce slide တွေမှာပါပါပါအဓိကကတော့ဒီတဲမှာကျွန်တော်ဘာကိုပြောချင်တာလဲဆိုတော့ဒီမဟာဗျူဟာ funnel ပေါ့မဟာဗျူဟာဒီ ရေစစ်လေးပေါ့နော်အဲ့ဒီမှာအပေါ်ကနေအောက်ကိုစီးဆင်းသွားမဲ့ step ကအားလုံး10ခုကျွန်တော်ရှိအဲ့10ခုကိုနိုင်တဲ့ကလုပ်ငန်းတိုးချဲ့မယ်ဆိုရင်အဲ့ဒီအတိုင်းလိုက်နာကျင့်သုံးသွားလို့ရှိရင်ခုနပြောလို့အခက်ခဲခုနပြောခဲ့တဲ့အခက်ခဲတွေကိုဟိုလုံးဝတရားခိုင်လုံးမကြော်နိုင်ဘူးဆိုရင်တော့မှရင်ဆိုင်ဖို့ကြော်ဖြတ်နိုင်ဖို့အောင်မြင်စွာလုပ်ငန်းကိုတိုးချဲ့နိုင်ဖို့ထောက်ကူဖြစ်မဲ့ဒီမဟာပြောဟာနီလန်10ခုအဲကိုကျွန်တော်အသေးစိတ်ဒီနေ့ session မှာရှင်းပြအောင်မယ် ဆိုတော့၁၀ခုရှိတယ်ကျွန်တော်အပေါ်ကနေအောက်ကိုဆင်းသွားမယ်เนาะဆိုတော့ပထမတစ်ခုပေါ့ဆိုတော့ဒီဒီကျွန်တော်မဟာ view ဟာအာဒီဒီ strategy ပေါ့เนาะ strategy အဆင့်၁၀ခုကိုအာဖြတ်တန်းတဲ့အခါမှာကျွန်တော်နမူနာတစ်ခုနဲ့အဲကျွန်တော်တို့ဟိုဟိုကျွန်တော်ရှင်းပြပါမယ်ဟိုပါပေါ့ဒီဒီ၁၀ခုကိုကျွန်တော်ရှင်းပြဖို့တက်ကိုဟိုကျွန်တော်အနေနဲ့မြန်မာနိုင်ငံကအဲဥပမာအဲဇေဘညက်ဆိုင်ဒီဇိုင်းအဲကျွန်တော်အနေနဲ့ဇေဘညက်ဆိုင်ဒီဇိုင်းကိုလက်ရှိလှုပ်ဆောင်နေတဲ့ စေဘညဆိုင်ပိုင်ရှင်တို့အဲကျွန်တော်တာဒကပေးပြီးတော့ကျွန်တော်ရှေ့လျှောက်ဒီအဆင့်ဆဲကိုကျွန်တော်ရှင်းပြအောင်ပါမယ်ဆိုတော့ပထမတစ်ဆင့်ကဒီကျွန်တော်အနေနဲ့လုပ်ငန်းရှင်အနေနဲ့ okay မြန်မာပြည်မှာဒီစေဘညဆိုင်ပိုင်နဲ့ပိုင်ရှင်ကျွန်တော်ရန်ကုန်မှာဆိုင်ဆိုင်ရှိတယ်အဲကျွန်တော်အနေနဲ့ဆိုင်ရလဲကောင်းတယ်ဒီပေါက်တယ်အများကြီးရတယ်ဝင်ဝင်လဲကောင်းတယ်သို့တော့ခုနပြောလို့ လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးဈေးကွက်စီးပွားရေးအခြေအနေကြောင့်နောက်ဒီဟိုမြန်မာကျင်းဝင်မြန်မာကျန်းဝင်ကောင်းကြောင်းမှုအဲပြည်ထနာရေးဖြစ်နေတဲ့အတွက်ကျွန်တော်အနေနဲ့နိုင်ငံခြားဥပမာဘန်ကောက်ညီစစုံတာဥပမာပြရမယ်ဘန်ကောက်ကိုကျွန်တော်တိုးချဲ့မယ်โอเคတိုးချဲ့မယ်ဆိုရင်ခုနကကျွန်တော်တို့အဆင့်10ဆင့်ပေါ့နော် step 10ခုကိုကျွန်တော်တို့ချက်တန်းကြည့်ကြမယ်နိုင်ငံတကာဒီလုပ်ငန်းတိုးချဲ့ဖို့အတွက် ပထမတစ်ချက်ကကြတော့အရင်ဆုံးကျွန်တော်တို့အပြင်ဘက်ကို outside ပေါ့ outside ကိုမကြည့်ခင် ကိုယ့်ရဲ့အတွင်းကိုယ့်ရဲ့လုပ်ငန်းအတွင်းကိုအရင်ဆုံးအကဲဖြတ်ရမယ်စီးစေးရဘာလို့ပြောချင်တာလဲဆိုတော့ကိုယ့်အနေနဲ့တကယ်ပဲကျွန်တော်အနေနဲ့ဒီရန်ကုန်မှာအောင်မြင်တဲ့စပညာဆိုင်ဆိုင်ပိုင်ပိုင်ရှင်ဖြစ်တဲ့ဘန်ကောက်ဘက်ကိုတိုးချဲ့ဖို့အတွက်လှုပ်ဆောင်မှုအစင်းသင်းဖြစ်ပြီလားကျွန်တော်အရင်ဆုံးနံပါတ်1အကဲဖြတ်ရမယ် ါခုနအင်္ဂလိပ်လို့ဆိုရင်တော့ဒါ internet assessment ပေါ့ ready ဖြစ်ပြီလား readiness cross border expansion လို့ပေါ့နိုင်ငံကတိုးချက်ဖို့အတွက်အဲ့လိုမျိုးအကဲဖြတ်တဲ့အခါမှာကျွန်တော်တို့အပိုင်း၃ပိုင်းဟိုကြည့်ပြီးတော့အကဲဖြတ်ရမယ်ဒီပထမပိုင်းကကြတော့ငွေကြေးအင်အားဒါကတော့အရေးကြီးဆုံးပဲကျွန်တော်အနေနဲ့ခုနပြောလို့ဟိုကျွန်တော်စပယ်ညက်ဆိုင်ကအရှုံးပေါ်နေဆိုရင်ဘယ်လိုလုပ်ဘဏ်ကောက်ကိုတိုးချက်ပါလဲဟုတ်တယ်ကျွန်တော်ဒီကိုပြည်တွင်းလက်ရှိဈေးကွက်ထဲမှာတော့အမြင်မြင်ရသေးတာဆိုတော့ ငွေကြေးအင်အားလုံလုံလောက်လောက်ရှိပြီလားအကယ်၍နိုင်ငံတကာကိုတိုးချဲ့ကိုယ်လုပ်ငန်းကိုဘဏ်ကောက်မျိုးကိုတိုးချဲ့လိုက်မယ်ဆိုလို့ရှိရင်အဲ့ဘက်မှာငွေအင်အားတုံးလိုက်ရတဲ့အတွက်ဒီဘက်လက်ရှိမြန်မာပြည်တွင်းမှာလက်ရှိရှိနေတဲ့လုပ်ငန်းကိုတော့ထိခိုက်နိုင်လားဒါတွေကိုကျွန်တော်တို့ကသုံးသပ်ရမယ်အကယ်ဖြစ်ရမယ် sorry အနံပါတ်1နံပါတ်2ကကြတော့ဒီလုပ်ငန်းစဉ်လက်ပတ်မှုလုပ်ငန်းစဉ်လက်ပတ်မှုမှာဘာကိုပြောလဲဆိုတော့ကျွန်တော်ရဲ့စပိတ်ညှက်ဆိုင်မှာ ျွန်တော်ရဲ့လုပ်ငန်းစဉ်လက်ပတ်မှုတွေက foundation အခြေခံ strong ဖြစ်ပြီလားကောင်းနေပြီလားလုံးဝကိုလှည့်ကြည့်စရာမလိုတော့အောင်သူ့ရဲ့ flow လက်ပတ်မှုက auto ဝန်ထမ်းအနေနဲ့ auto ဖြစ်နေပြီလားဥပမာကျွန်တော်ရဲ့ဒီစပင်ညက်ဆိုင်မှာ customer တယောက်လာရင် customer တယောက်ကိုဘယ်လိုကြိုဆိုရမလဲသူ့ကိုဘယ်လိုဒီခုံခေါ်လာရမလဲအဲစပင်ညက်ဖို့အဲဘယ်လိုမျိုးပုံစံစတိုင်လေးတွေရှိပါတယ်ရှင်းပြရတယ်အဲဘယ်လိုမျိုး service တွေအဲအဲ့လိုမျိုး customer တယောက်ရဲ့ customer ထိတွေ့မှုလုပ်ငန်းစဉ်လက်ပတ်မှုဒါဆိုတစ်ခုနောက်တစ်ခုဥပမာပေးရရင်ကျွန်တော်ရဲ့ဒီစပင်ညက်ဆိုင်ဒီဇိုင်းကစပင်ညက်ပြီးွားလို့ရှိရင် customer ကိုယ့်ရဲ့တကားပေါက်ကနေမထွက်ခင်မှာ customer ကိုနှုတ်ဆက် နောက်ထပ်လာဖို့အတွက် marketing စင်တာဖြစ်ဖြစ်ပေါ့နော် upsell လို့ကျွန်တော်ခေါ်တယ် marketing စင်တာတော့ပေါ့နောက်ထပ်နောက်ထပ်ကို repeat ထပ်ပြီးတော့ပြန်လာအောင်ဟုတ်တယ်ဖြစ်လာအောင် repeat customer ဖြစ်လာအောင်ဘယ်လိုပြောဆိုရမလဲဆိုတော့လုပ်ငန်းစဉ်လည်းပတ်ကုန်ဥပမာဒီသပင်ညက်ပြီးွားရင်ဩဒါအဆင်ပြေပါလားဒီသပင်ကိုဒီလိုမျိုးကျွန်တော်တို့ပုံစံအပုံသွင်းဖို့အတွက်ကိုအဲကျွန်တော်ဆိုင်မှာရောဒီမျိုးပစ္စည်းလေးရှိပါတယ်ဥပမာပေါ့နော်အဲအဲ့လိုမျိုးဟိုခုန customer နှုတ်ဆက်တဲ့လုပ်ငန်းလုပ်ငန်းစဉ်လက်ပတ်မှုတစ်ခုရှိလို့ customer ဝင်လာတဲ့အခါမှာကြိုဆိုတဲ့လုပ်ငန်းစဉ်လက်ပတ်မှုတွေဒါတွေကလုပ်ငန်းစဉ်လက်ပတ်မှုအများကြီးရှိတယ်အဲ့ဒီထဲမှာဒါကျွန်တော်နှစ်ခုပို့ပါပေးတယ်အဲ့လိုမျိုးအများကြီးရှိတဲ့လုပ်ငန်းစဉ်လက်ပတ်မှုအခြေခံလက်ပတ်မှုဒီ procedure step တွေကလုံးဝကိုအခြေခံကောင်းကောင်း foundation ကောင်းကောင်းကိုရီပိုင်ရှင်တယောက်နေလက်မကြည့်စရာလက်ကြည့်စရာမလိုအောင်ဝန်ထမ်းတွေနေနဲ့သိရှိနားလည်ပြီးတော့လက်ပတ်နိုင်နေပြီလားမအောင်လဲဆိုဒီလိုမျိုး ိုယ့်ရဲ့ဒီမြန်မာပြည်မှာရှိတဲ့ရန်ကုန်မှာရှိတဲ့ကိုယ့်ရဲ့စပယ်ညက်ဆိုင်မှာဒီလိုလုပ်ငန်းစဉ်လက်ပတ်မှုတွေကအခြေခံသဘောတရားကောင်းကောင်းမရှိနေသေးဘူးဆိုရင်ကိုယ့်အနေနဲ့တခြားနိုင်ငံကိုတိုးချဲ့ဖို့အတွက်ဒါစဉ်းစားစဉ်းစားလို့မရသေးဘူး။ဘာကြောင့်ဆိုဒီအတွင်းမှာ foundation အခြေခံကောင်းကောင်း strong ဖြစ်ပြီးတောင်းတတင်းတင်းကြည်ကြည်လေးလေးရှိပြီးဆိုတော့မှတခြားနိုင်ငံဘက်ကဒီဟာကိုတည်ဆောင်သွားပြီးတော့ကိုယ့်အနေနဲ့ဒါဟိုလုပ်ငန်းကိုတိုးချဲ့လို့ရတယ်။ဒါနံပါတ်1 နံပါတ်3ကတော့ဒါကိုယ့်ရဲ့စွမ်းဆောင်ရည်အရင်းမြစ်ပေါ့စွမ်းဆောင်ရည်အရင်းမြစ်ဆိုတာကျွန်တော်ဘာရှိလဲအဓိက main အချက်ကတော့ဒီလွင်ရပေါ့လွင်ရနောက်နံပါတ်2ကကြတော့အချိန်အဲအိမ်နှစ်ခုကတော့အဓိကပေါ့နော်အဲဘာလို့ဆိုတော့ဆိုတော့ကိုယ့်အနေနဲ့ကျွန်တော်အနေနဲ့ဒါစပယ်ညက်ဆိုင်ဒီဇိုင်းရန်ကုန်မှာရှိတယ်ဘန်ကောက်ဘက်ကိုတိုးချဲ့မယ်ဆိုရင်ကိုယ့်ရဲ့ဒီရန်ကုန်မှာရှိတဲ့ဝန်ထမ်းစားလိုက်ပါတော့10ယောက်ရှိတယ် ိတ်ဆယ်ယောက်ကလုံးဝသူတို့အနေနဲ့အဲ့ဒီထဲမှာတယောက်စားနှစ်ယောက်စားကိုကျွန်တော်အနေနဲ့ဘန်ကောက်ဘက်ကိုတိုးချဲ့ဖို့သူတို့ခေါ်ဝါရင်ဒီရန်ကုန်မှာရှိတဲ့ကိုယ့်ရဲ့လုပ်ငန်းစဉ်ထိခိုက်မှာလားထိခိုက်မယ်ဆိုရင်တော့ကျွန်တော် ready မဖြစ်သေးဘူးမထိခိုက်ဘူးခုနပြောလို့ငွေချင်းအရာလည်းတောင်းတင်းနေကိုယ့်ရဲ့လုပ်ငန်းစဉ်လက်ပတ်မှုတွေအရလည်းအရန်ကောင်းတဲ့အတွက်ဒီဝန်ထဲ၁၀ယောက်ကနေ၂ယောက်ကိုခိုးဘက်ကိုဘန်ကောက်ဘက်ကိုတိုးချဲ့ဖို့အတွက်ကျွန်တော်တာဝန်ပေးလိုက်မယ်သူတို့ခေါ်ဝါလိုက်မယ်ဆိုရင်ကျန်တဲ့၈ယောက်ကလည်း ခုနပြောလုပ်ငန်းစဉ်လက်ပတ်မှုတွေတောင်းတလဲနေကြီးကြီးလေးလေးရှိရတဲ့အတွက်တို့အနေနဲ့ဒီဘက်ကရန်ကုန်အာလုပ်ငန်းကိုမထိခိုက်ဘူးဆိုလို့ရှိရင်ဒါကျွန်တော်တို့ကိုယ့်ဘက်ကိုတိုးချက်ဖို့အတွက်အဲ ready ဖြစ်ပြီပေါ့မဟုတ်သေးဘူးဆိုရင်တော့ဒါကျွန်တော်တို့တိုးချက်ဖို့အတွက်အစင်းတဲ့မဖြစ်တော့သေးဘူးကိုယ်အနေနဲ့ပြန်ပြီးသုံးတက်ဘယ်တော့လောက်ဆိုဖြစ်မလဲနောက်6လလားတစ်နှစ်လား3လလားဒါကျွန်တော်တို့ပြန်ပြီးတော့အတွင်းကို ready ဖြစ်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 ဒီဖြစ်ပြီလားမဖြစ်ဘူးလားဆိုတာကိုအစင်းင်းဖြစ်ပြီလားမဖြစ်ဘူးလားဆိုတာကို ဒါအကဲဖြတ်ရမယ်။ဇာတာနံပါတ်1 master နံပါတ်2နံပါတ်2ကကြတော့ကျွန်တော်တို့ဒီ okay တုံးတက်လိုက်လို့ internal assessment ပေါ့ ready ဖြစ်ပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ကဘာလုပ်ရအောင်ကျွန်တော်တို့တိုးချက်မဲ့ဝင်ရောက်မဲ့ဒီဈေးကွက်ဖြစ်နိုင်ခြေရှိတဲ့ဈေးကွက်တွေကိုကျွန်တော်တို့ research လုပ်ရအောင်လေ့လာရအောင် ဒါခုနကတော့ကျွန်တော်ပထမမှာတော့ဒါဘန်ကောက်လို့ဒါယိုရီယာလို့ဥပမာပေးလိုက်တာပေါ့နော်အကယ်၍ကျွန်တော်အနေနဲ့ဒါဘန်ကောက်ဆိုပြီးမရွေးထားသေးဘူးရွေးဖို့အတွက်ကိုကျွန်တော်တို့ market အများကြီးကိုကျွန်တော်ကြည့်ရမယ်ခုနကပြောလို့ဘန်ကောက်လည်းဖြစ်နိုင်တယ်ထိုင်းမှာမှာ market မတူဈေးဝက်မတူဘန်ကောက်လည်းဖြစ်နိုင်တယ်ပတ္တရာလည်းဖြစ်နိုင်တယ်ချင်းမာလည်းဖြစ်နိုင်တယ်ဖူခက်လည်းဖြစ်နိုင်တယ်ဒါအများကြီးပဲခုန်ဤသူ၎င်းထိုင်းမေမဟုတ်ဘူးကျွန်တော်တို့တခြားအာဈေးကွက်ကမ်ဘောဒီးယားဗီယက်နမ်ဒါတွေကိုကျွန်တော်ဘဲကို ိုရီအနေနဲ့ဝင်ရောက်ရင်ကိုယ့်အတွက်အကျိုးမြတ်အများဆုံးရှိလေကိုရီရင်ဆိုင်ရမဲ့အခက်အခဲအ ਨੇ ဆုံးရှိလေဆိုတာကိုကျွန်တော်တို့အနေနဲ့ကကျွန်တော်ကဘာပြောလို့စပင်ညက်ဆိုင်ပိုင်ရှင်တယောက်အနေနဲ့ research လုပ်ရမယ်လေးလာအဲ့လိုမျိုးလေးလာတဲ့အခါမှာ research လုပ်တဲ့အခါမှာအဓိက6ခု6ချက်ကိုဒါဟိုကျွန်တော်လေးလာတင်တယ်ဒီ6ချက်ကလုံးဝမဖြစ်မနေ research လုပ်ရမယ်ဟာလေးလာမယ်နံပါတ်1ကကြတော့ဒီ consumer demographic ပေါ့ consumer demographics ဆိုတာဘာပြောလဲဆိုတော့ customer အချက်လက် customer အချက်လက်ဆိုတာအဲဥပမာကျွန်တော်ကခုနပြောလို့ဒါဇပင်မျက်စိုင်ပိုင်ရှင်ကျွန်တော်ရဲ့ target ရည်မှန်းထားတဲ့ကျွန်တော် service ပေးမယ်ဆိုရင်ရည်မှန်းထားတဲ့ပေါက်တဲ့ customer တွေကအသက်အရွယ်ပိုင်းခြားဒီပတ်စံ၃နိုင်မှုအပိုင်းခြားတစ်ခုရှိတယ်အဲဥပမာကျွန်တော်ကဟိုတကယ်ဟိုလူငယ်ဒီ16 18 19လူငယ်တွေကို service payment ခမိုင်းမိုက်ဒီဟိုဇပင်ပုံစံလေးတွေ hair style လေးတွေကို payment ဒီဇပင်ညက်ဆိုင်လာသို့မဟုတ်ပို့ပြီးတော့နည်းနည်း high end ပို့ပြီးနည်းနည်း level မြင့်တဲ့ဒီလူလက်ပိုင်းလူကြီးပိုင်းတွေကို gentleman ပုံစံနဲ့ key လေးတွေဟို main key ဆိုလဲပို့ပြီးတော့ elegant ပို့ပြီးတော့ဖြစ်တဲ့ဟာလေးကို service payment ဇပင်ညက်ဆိုင်မျိုးလာအဲ့လိုမျိုးဟာလေးကိုကျွန်တော်တီးဖို့အတွက်ကိုကျွန်တော်ကကိုရီလက်ရှိ လှုပ်ဆောင်နေတဲ့ဖောက်တဲ့ customer တွေနဲ့အလားတူရှိမဲ့တခြားနိုင်ငံမှာဖောက်တဲ့ profile ပေါ့ပုံစံကိုကျွန်တော်တို့ကရှာဖွေရအဲ့ဒီအခါမှာရှာဖွေသိရှိဖို့အတွက်ကသူတို့ရဲ့အချက်လက်တွေကိုကျွန်တော်ကလေ့လာဥပမာဘဏ်ကောက်မှာဆိုရင်ဒီကျွန်တော်ရည်မှန်းထားတဲ့အာဖောက်တဲ့အုပ်စုပေါ့ customer group ရှိလားဥပမာကျွန်တော်ကလူငယ်ပိုင်းတွေကိုပို့ပြီးတော့ အာ service ပေးတဲ့စေဘညဆိုင်ဆိုလို့ရှိရင်တို့ဘဏ်ကောက်မှာ okay ဒီဒီလိုမျိုး7ညက်ဖို့လုံးဝအထူးတလေအဲဆိုင်ကောင်းကောင်းရှာတက်တဲ့ဖောက်တဲ့ customer တွေရှိလားဒါတွေကိုကျွန်တော်တို့ကဟို survey ကောက်တာဖြစ်ဖြစ်စတန်းကောက်တာဖြစ်ဖြစ်တို့မဟုတ်ဟို market ဒီ ground တို့ဘဏ်ကောက်မျိုးတကယ်သွားပြီးတော့ဖောက်တဲ့ဖြစ်လာနိုင်တဲ့လူတွေကိုလိုက်မေးတာဖြစ်ဖြစ်ဒါ market research လေးလာခြင်းတကူလုပ်ရမယ်တို့အနေနဲ့ ိုင်ကောက်မြို့မှာလူငယ်ပိုင်း percentage ကဘယ်လောက်ရှိလဲလူလက်ပိုင်းဘယ်လောက်ရှိလဲသူတို့ဥမာပတရားဆိုပတရားမှာဘယ်လောက်ရှိလဲချမ်းမဆိုဘယ်လောက်ရှိဒါတွေကိုလေ့လာတယ်အသက်ရွယ်ပိုင်းအဲလူတွေက percentage က90ရာခိုင်နှုန်းလားအများကြီးလားဒါမှမဟုတ်20ရာခိုင်နှုန်းပဲလားအဲနေနေသူတို့မှာ income ပေါ့ဝင်ငွေကောင်းကောင်းတခုအာရှိနိုင်လားအဲဒါတွေကိုကျွန်တော်အနေနဲ့လေ့လာတုံ့တန်အမယ် research လုပ်ရအောင် နောက်တစ်ခုကကြတော့ဒီ competitor analysis ပေါ့ competitor analysis ဆိုတာဒီပြိုင်ဘက်ပေါ့အဲပြိုင်ဘက်လေ့လာမှုပြိုင်ဘက်လေ့လာမှုဆိုတော့ကျွန်တော်အနေနဲ့စပိန်ညဆိုင်ပိုင်ရှင်တယောက်ဖြစ်တဲ့အတွက်ကျွန်တော်ဝင်မဲ့ဒီဈေးကွက်ထဲ market ထဲမှာကျွန်တော်အလိုမျိုးအလားတူကျွန်တော် service ပေးခြင်းတဲ့ပုံစံမျိုးပေးနေတဲ့ပြည်တွင်းကတခြားပြိုင်ဘက်တွေတခြားဆိုင်ပိုင်ရှင်တွေဆိုင်တွေဘယ်လိုရှိလဲဘယ်လိုရှိလဲသူတို့ဘယ်လိုဈေးနဲ့ရောင်းနေဒါတွေကိုလေ့လာ ံနံပါတ်3ဒီဈေးကွက်အရွယ်အစားနဲ့ဘယ်လောက်ထိကြီးထွားနိုင်လဲတိုးတက်နိုင်လဲအဲ့အလားအလာကိုလည်းကျွန်တော်တို့ကလေ့လာမယ်အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်အနေနဲ့ဥပမာပေါ့အဲယူရီးယားပဲဥပမာထားမယ်ကျွန်တော်ကစပင်ညက်ဆိုင်ပါရှင်စပင်ညက်ဆိုင်ဆိုင်အစ်စ်ဖွင့်နေတယ်ဘန်ကောက်မြို့မှာဖွင့်တာ ਨੇ ဥပမာဒီချမ်းမိုင်ချမ်းမိုင်လိုနေရာမြို့မှာဖွင့်တာဆိုရင်နှစ်ခုလုံးကတော့မြို့ကြီးတွေပဲမှန်တယ်သို့တော့ဘန်ကောက်မြို့မှာကြာတော့ပို့ပြီးတော့လူမျိုးပေါင်းစုံ အာဒီဈေးကွက်ထဲမှာရှိနေတဲ့အာ customer ပေါက်တဲ့အမျိုးအစားအပေါင်းစုံကပို့ပြီးတော့ဘဏ်ကောက်မှာများတယ်။ဘာကြောင့်ဆိုအားလုံးကဘဏ်ကောက်ကသူတို့ရဲ့မျိုးတော်လည်းဖြစ်တဲ့အတွက်နိုင်ငံခြားသားနိုင်ငံခြားသားဆိုတာလူရီးယားလူမျိုးမဟုတ်တဲ့မြန်မာလူမျိုးလည်းဖြစ်နိုင်တယ်တရုတ်လည်းဖြစ်နိုင်တယ်ကိုရီးယားလည်းအဲ့လိုမျိုးလူတွေအများကြီးစုပေါင်းနေထိုင်တဲ့အတွက်ဒီလူမျိုးဘဏ်ကောက်လူမျိုးနေရာမှာဆိုရင်ဈေးကွက်ကအရွယ်အစားပို့ကြီးတယ်။သို့တော့ခုနပြောလို့ကောင်းလာတယ်ဆိုတာနဲ့အမြင်တွဲနေရပါတော့ဈေးကွက်ကြီးပေမဲ့ ဈေးဝယ်ကြည့်ရတဲ့ခုနကျွန်တော်ပြောတဲ့တိုင်ဘက်လေးလာတဲ့အခါမှာတိုင်ဘက်ပြန်ဆိုင်မှုကပုံများနိုင်တယ်အဲဒါယူလဲကျွန်တော်လေးလာတုံးတက်အဲနံပါတ်3ပေါ့အဲနံပါတ်4ကကြတော့ဒီဥပဒေနဲ့စီမင်းစည်းကမ်းဥပဒေနဲ့စီမင်းစည်းကမ်းဆိုတဲ့အခါမှာကျွန်တော်တို့ကျွန်တော်အနေနဲ့ okay ဟိုဇေဘညာဆိုင်ပိုင်ရှင်နိုင်ငံသားအနေနဲ့ကဒီယူရီးယားထားယူကျွန်တော်စာရင်တက်ဖွင့်မယ်ဆိုရင်တကယ်ပဲဖွင့်လို့ရလားသူတို့ဥပဒေကကျွန်တော် အနေနဲ့နိုင်ငံသားအနေနဲ့တရားရာဂိုင်းနှုန်းပိုင်ဆိုင်တဲ့လုပ်ငန်းတစ်ခုပေးလို့လား Okay ပေးမလို့ဘူးဆိုရင်ပြည်တွင်းမှာရှိတဲ့မိဖတ်တယောက်ကိုရှာပြီးမှထိုင်းလူမျိုးတယောက်နဲ့ပါနာလုပ်ပြီးဆိုင်ဆိုင်ဖွင့်ရမယ်အဲဒါမျိုးတွေဥပဒေကိုလည်းကျွန်တော်ကလေ့လာတယ်အဲနံပါတ်၄နောက်ဆုံးနံပါတ်၅ကြတော့ကျွန်တော်တို့ဒီဈေးကွက်ဝင်ရောက်မှုပေါ့ဝင်ရောက်မှုကလွယ်ကူလားအာမလွယ်ကူလားပေါ့နော်အဲ့ဒါဘာလို့ဆိုလို့ရလဲကျွန်တော်တို့ ုနပြောလို့ဈေးကွက်ဝင်ရောက်မှုအကယ်၍မလွယ်ကူဘူးဆိုတဲ့အသေးပင်ကဘာကိုပြောရလဲဆိုတော့ကျွန်တော်အနေနဲ့ခုနဥပဒေနဲ့လည်းနည်းနည်းဆက်ဆက်နွယ်နေနိုင်ငံခြားသားကိုတရားရဂိုင်းတော့ပိုင်ဆိုင်ခွင့်ဆိုင်တခုခွင့်လက်ခွင့်ခွင့်ကိုမပေးဘူးဆိုလို့ရှိရင်ဒါကျွန်တော်တို့နည်းနည်းလေးအခက်အခဲရှိပါတယ်ဈေးကွက်ဝင်ရောက်ဖို့ကတိတ်မလွယ်ကူဘူးဒါတစ်ချက်ပေါ့ဥပမာနောက်ဒုတိယတစ်ချက်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့โอเคအာဒီ ယူရီးယားမှာဆိုရှိတယ်တချို့ဟာလည်းသိကြမယ်ထင်တယ်ဟိုစီးပွားရေးလုပ်ငန်းရှင်တွေလည်းယူရီးယားမှာဆိုရင်ကျွန်တော်တို့တချို့ဈေးကွက်တွေထဲမှာဆိုရင်ကိုလုံးမဲ့လုပ်ငန်းမျိုးစားပေါ်မှာမူတည်ပြီးတော့အခက်နဲ့ဝန်ထမ်းဟောစားတို့ရဲ့ပြည်တွင်းကထိုင်းလူမျိုးအဝန်ထမ်းဘယ်လောက်ပတ်စံတွေရှိရမလဲဆိုတာမျိုးတွေတတ်မှတ်ထားလို့ရှိတယ်ဒါဟုတ်ဟိုစီးပွားရေးလုပ်ငန်းအကုန်လုံးပြောမှာတချို့လုပ်ငန်းဒီဒီအမျိုးစားတွေမှာဆိုတော့အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီစပင်ညက်တဲ့ဆိုင်ဖွင့်မဲ့ လုပ်ငန်းကဒီလိုမျိုးကန့်တတ်ထားဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဝင်လို့မရတာမဟုတ်ဘူးရတယ်ဒါပေမဲ့နည်းနည်းလေးပိုခက်ခဲသွားတယ်။ဘာကြောင့်ဆိုတော့ကျွန်တော်စဉ်းစားရတော့ဒီထိုင်းလူမျိုးဝန်ထမ်းခန့်ရတော့မယ်ကိုယ်အနေနဲ့ percentage အဲဒီလုပ်ငန်းရဲ့60%ကနေတော့ထိုင်းလူမျိုးဝန်ထမ်းခန့်ရမှာမယ်ဆိုရင်ကျွန်တော်အနေနဲ့ခုနပြောလို့ထိုင်းရည်ချင်းပြည်မြေထိုင်းလောက်သားတွေဝန်ထမ်းတွေကိုရှားရတော့မယ်အဲ့အတွက်ချင်းပေးရမယ် cost တခုရှိမယ်အဲအဲ့စသည်ဖြစ်ပေါ့နော်အဲအချက်အချက်တွေရှိလာဖြစ်တဲ့အတွက်ဈေးကွက်ထဲကိုဝင်ရောက်ဖို့ဟာ ပါမန်ထက်နည်းနည်းလေးပိုခံခါပါတယ်တချို့ market တွေကြောင့်အလိုမျိုးပြောင်းပြန်ပိုလွယ်တယ်ဘာကြောင့်ဆိုသူတို့ရဲ့နိုင်ငံကိုကအစဒီသူတို့ရဲ့ဒီဥပဒေစီမံစည်းကမ်းတွေကအစဒီနိုင်ငံသားရင်းနှီးမြှုပ်နှံမှုသုံးမဟုတ်နိုင်ငံသားရဲ့စီးပွားရေးလုပ်ငန်းလာလုပ်ဖို့အတွက်ကိုဖွင့်ပေးတာအဲ့မျိုးဆိုပိုလွယ်တယ်ဆိုတော့အစသဖြင့်အဲချက်လက်တွေပေါ့နော်ဆိုတော့အဲ့ဒီမှာဒီအချက်၅ခုကကျွန်တော်မဖြစ်မနေဈေးွက်ထဲကိုမဝင်ခင်မှာတေချာကို လေးလာမယ် research လုပ်ရမယ်အဲ့ဒါနံပါတ်1 simple